န်တန်ခတ်တန်တဲ့ဘိုက်ကင်းတွေရှိရာဘတ်ကျွန်းဒီကျွန်းမှာရှိတဲ့ပြဿနာကတခြားနေရာတွေလိုပြပေါ်ချင်ပေါ်တာမျိုးမဟုတ်16နှစ်သားလေးဟစ်ကက်ပြောပုံရဒီကျွန်းသားတွေကနဂါတွေနဲ့အတူနေထိုင်ဖို့ကံပါလာတာအကောင်းလားဆိုးလားတော့မသိတခြားသူတွေဆိုရင်ဒီလိုနေရာမျိုးကိုအပြစ်အင်းပြပြေးကြမှာပေါ့သူတို့ကတော့မကြောက်ဟစ်ကက်ကဒီလိုပြောနေတော့တခါကိုဖွင့်ပြီးအပြင်ထွက်ဖို့လို့နဂါဦးကြီးတစုကျွန်းကိုရုတ်တရက်ဝင်တိုက်ခတ်လို့ကံကောင်းလို့သူတော်ကြက်ဖန်ဖို့ကဲလို့မိကျွန်းသွားတော့မလို့ခုနဂါဦးရောက်လာပြီဆိုတော့ဘာတပြန် ်ကြားတပြန်မဟုတ်ဘာကျွန်းသားတပြန်နှကားတပြန်ချနေကြရပါသည်ဘာကျွန်းသားတွေဟာအသိပြင်ထားတဲ့မိတိုင်အိုးတွေကိုထုံညိနှကားတွေကသူ့တွေကိုတုတ်ချီအလုံးပြားခတ်နေချိန်မှာအပြင်ကိုခိုးထွက်လာတဲ့ hiccup ကိုသူ့ဘေး strike ကခုကနေဆွဲပြီးအထဲကိုပြန်ဝင်ခိုင်းလိုက်တယ်။ strike ကဘာကျွန်းကတက်တီကောင်းတဲ့ခေါင်းဆောင်ပါ သူတို့မိသားစုရဲ့ဒဏ္ဍာရီကသူ့ဖေဟာငငယ်ရတကားတကောင်ကိုကုတ်ချိုးပြစ်နိုင်ခဲ့တယ်လို့ပြောပြတယ်။ဒါကိုသူကိုယ်တိုင်ယုံကြည်ထားတယ်။ဘာကြောင့်လဲဆိုတော့အကောင့်ကြီးကြီးစထရိုက်ဟာငကားတွေတောင် ပြန်ကြောက်ရွံ့နေတကယ်စစ်သူကြီးဖြစ်နေလို့ပါ။ဒါပေမဲ့သူ့ကိုမကြောက်တဲ့ငကားသမီးတော့ရှိခဲ့။အဲ့ဒီငကားမျိုးနဲ့တွေ့သူမှန်သမီးကအသက်ရှင်တဲ့ပြန်မလာနိုင်ဘူးဆိုတဲ့ knife fury ပါပဲ။အခုတော့ strike ကအားလုံးကိုစစ်ထွက်ဖို့ Night Fury တကောင်ကိုတွေ့ရင်ချက်ချင်းအချက်ပေးဖို့ပြောထားပါတယ်။ဒီကျူးရဲ့လက်နက်ပညာရှင် OG ကပါဆိုတော့ကတော့ Hiccup ကိုမင်းရဲ့ကတဲ့ကသူ့လက်နက်တိုက်မှာလက်ချက်သင်ကြားပေးနေသူ Hiccup ကတော့ငကားတကောင်ကိုအနိုင်ယူနိုင်ရင်သူ့ဖေးကသူ့ကိုဂုံယူလာမယ်လို့တစ်ချိန်လုံးစိတ်ကူးရင်ထားတာပါ။သူတည်ချင်ထားတဲ့လက်ကျူးဖန်ကရီယာတပ်အမြောက်ကိုအပြင်ဆွတ်ထုတ်ဖို့လုပ်ပေးမယ်။အပြင်ထွက်ခွင့်မပေးဘဲဓာတ်သွေးဖို့ပဲပြောပြောနေလို့ Hiccup စိတ်ညစ်သွားတယ်။လက်နက်တွေထုတ်ပြီးသူ့ဆရာကိုလက်ထုတက်ပေးနေချိန်အပြင်မှာငကားတွေတတော်ကိုတောင်းကျမ်းနေပါပြီ။ ပြင်ကိုကြည့်လိုက်တော့မိတပ်လူငယ်လေးတွေလှုပ်ရှုံနေသလို fire squad လို့ခေါ်တဲ့ကျွန်းရဲ့တပ်တိရှိပြီးငကားတိုက်ဖြစ်ပြီးလူငယ်လေးတွေဖြစ်လာဘူးလက်ချစ်တင်ကြားဖိနေတဲ့ဖွဲ့ကိုတွေ့ရတယ်။အဲ့ဒီတဲကပစိန်တလက်နဲ့ actress ကိုကြိတ်တွေ့နေသူပါ။သူဟာ knife fury ကိုဖမ်းနိုင်ရင်သူ့ဖေးသားမက actress ရဲ့တတိထားမှုကိုလည်းခံရမယ်လို့မျှော်လင့်နေတယ်။ဒါကြောင့်သူကလက်စွန့်ပြခြင်းနေတာပါ။ သူ့ဖေကတော့မင်းကပစိန်အောင်ကောင်းကောင်းဂိန်တက်တက်ကောင်မဟုတ်ဘူးအရှုံးသမားလုပ်နေတာဝီရသန်းကရက်လို့ or ဟစ်ကကသူ့လက်နက်စမ်းကိုထုတ်ပြပြီးမဲ့ဒါသာသွားထုတ်နေစမ်းပါလို့ပြောခတ်လိုက်ရဲ့သူ့ဖေတတိုက်ပွဲတွေပြန်ဝင်သွားတာနဲ့ဇွဲနှစ်ပတ်ကြီးတဲ့ဟစ်ကဘသူမှ net view တွေကိုမနိုင်ခဲ့ဘူးငါပထမဆုံးဖြစ်ရမယ်ဆိုတော့ယုံကြည်ချက်နဲ့သူ့လက်နက်ကိုယူပြီးအပြင်ကိုခုတ်ထွက် ကောင်းကင်နှံ့ကိုကြည့်လိုက်တော့ပိတ်တိုက်ဆိုင်ဆိုင် night fury တကောင်ဆိုက်ဆိုင်မဲ့နဲ့တွေ့လို့သူ့မြောင်နဲ့ပြစ်ချလိုက်ကလေကျိုးဖန်ကရိယာနှစုံပြေးထွက်သွားပြီးပြစ်မှတ်ကိုထိမှန်သွားတာတွေ့လိုက်ရတယ်။သူတိုက်ဝမ်းတာနေချိန်မှာပဲသူမြင်ဘူးသမီးအထက်ကြီးမားတဲ့ငကားကြီးတကောင်ရုတ်တရက်ပေါ်လာလို့သူ့မှာပြေးဖို့ကလွယ်လို့တခြားရွေးချယ်စရာမရှိတော့ သူ့ဘေးစတိုက်ကတခြားဘက်မှာတက်ခွဲဝင်နေလို့သူ့သားအန်ဒီယာရဲ့ရောက်နေတာကိုမြင်တော့ကော့ပါကိုဆက်ဥဆောင်ထားခန့်ဒီတရားမနဂါကြီးနဲ့သူ့သားကြောင့်ဝင်ရက်လိုက်တယ်။ပြင်းထန်တဲ့တိုက်ခတ်မှုတွေဆုံးမှာတော့နဂါကြီးကိုမောင်းထုတ်နိုင်ခဲ့ပြီးဟစ်ကော့ကိုအချိန်မီကဲတင်နိုင်ခဲ့ပါတယ်။ဟေဘကကသူ night ferry တကောက်ကိုမှန်အောင်ပြစ်နိုင်တယ်လို့ပြောပြနေတော့ရုတ်တရက်ငကားဦးကြီးပြောင်းလာပြီး park ကျွန်းသားတွေကိုနောက်ဆုံးအချီတိုက်ခိုက် သူတွေကိုတုတ်ချီအိမ်တွေကိုမိရှုပ်ပြီးညမောင်တွေပြက်ကွယ်သွားပါတော့တယ်ဒါတွေပြီးတော့ဟိဘကသူ့ဖေကို night fury တကောင်သူပြစ်ချနိုင်ခဲ့တယ်လို့ဆက်ပြောပေမဲ့သူ့ဖေကလက်မခံမင်းအိမ်တန်းကလေးထွက်သွားတိုင်းကပ်ဘေးကြီးပဲ ်ဒါကစားရမယ့်အချိန်မဟုတ်ဘူးလို့ချိန်နေခေါင်းဆောင်ကြီးနဲ့သူတစကားများနေတာကိုအားလုံးကဝိုင်းကြည့်နေကြတယ်သူ့ဘဲကမိမတခြားအစွမ်းနဲ့ရှိချင်ရှိမယ်ဒါပေမဲ့ငကားသက်သမားတော့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ပြောပြီးကော့ပါကိုခေါက်သွားခိုင်းလိုက်တယ်ဒါကိုကြည့်ပြီး fire squad ကလူတွေကဒီလိုပြဿနာမျိုးတဝက်လောက်ဖြစ်တာနဲ့အဲ့ဒီလူကျုံးကနေနှင်ထုတ်ခိုင်းရမှာဒီတော့သူကျွေနေတဲ့ extra ကလည်းသူ့ရှေ့မှာတယ်ခေါင်းဆောင်ကြီးရဲ့သားဆိုတော့အထုခွေရနေတာဘောလို့ပြောတာကိုသူခံလိုက်ရတယ်ဟိပကရဲ့ဆရာကတော့လူရှိသူချင်းမှာစောစောကလူမပြောနဲ့မင်းကြောင့်ငါရ ရှက်ရတယ်လို့စူလိုက်ပါပဲနောက်ပိုင်းမှာရွာသားတွေစူဝေးကြတော့ strike ကမမတင်းတင်းမေကွန်းချွေတယ်ငါးသားတွေကိုတတ်ဖို့လွယ်တယ်လို့အဓိမ္မာပြောခဲ့ဘူးဒါပေမဲ့ငါတို့ကဖန်ကင်းနေရဲ့အကျန်းဆုံးမုတ်ဆိုးတွေပဲ နဂါတက်ကိုရှာပြီးဖြစ်ရမယ်။ဂျွာသားတွေကတော့အခုထိအတိုက်ကိုရှာမထွက်လို့စစ်ပြက်နေကြတယ်။တယောက်တစ်ပုတ်လက်လျှော့တဲ့အတန်တွေထွက်လာတယ်။တိုက်တောက်စထရက်ကဂျွာသားတွေကိုစစ်တက်ကြွကြအောင်ခေါ်အားပေးစကားတွေဖိပြောလိုက်မှအားလုံးပြန်ပြီးစစ်တက်ပြန်တက်လာကြတယ်။တက်ကြီးနဆီယမ်မာကြီးကိုရေခဲရသည်မရောမီအတိုက်ကိုရှာတွေ့နိုင်သလားလို့မေးလိုက်တယ်။နဆီယမ်မာကြီးကထူးဆန်းတဲ့ရေဦးတွေနဲ့နမိတ်ကောက်ပြီးခေါင်းညိတ်ပြလိုက်တော့စထရက်ကနဂါတိုင်ရှာထွက်ကြမယ်လို့ကြေညာလိုက်ပါတယ်။ဘတ်ကျွန်းသားတွေစစ်တက်တက်ကြပြီးစီဝဲကန်းကနေအရှူရှူထွက်သွားခြင်းမ မှာ strike ကကော့ဘာနဲ့နှစ်ယောက်တည်းစကားပြောလဲ။ ငါမှတစ်ထက်လာတဲ့စစ်တီတွေကိုသိချင်ပုံချင်မရှိဘူး။ဒါကြောင့်မင်းကိုယ်တိုင်သင်ပေတော့ဒါပေမဲ့ तू ကဟိတ်ကက်နဲ့ပတ်သက်ပြီးစိုးရင်နေတာကတော့ဝန်ခံတယ်။ဒီတော့ကော့ပါကမိတ်ဆွေခေါင်းဆောင်ကိုကိန့်ချက်ပြန်ပြောတယ်။သူ့ကိုလေ့ကျင့်ပေးပါ။ငါတို့သူ့ကိုတစ်ချိန်လုံးကာဝတ်ပေးနေလို့မရဘူး။ तू ကတားလို့ရတဲ့ကောင်မဟုတ်ဘူး။အခုဆိုရင်တော့အပြင်ရောက်နေလောက်ပြီတဲ့။သူတို့ထင်းတဲ့အတိုင်းပါပဲ။အဲ့ဒီချိန်မှာဟိတ်ကက်ကတော်တဲ့ကူတယောက်ထဲထပ်သွားတယ်။ငါကကိုရှာခြင်းစိတ်ပြင်းထန်နေတယ်။ချောင်းတွေဖြက်တော့ဝတ်တူဘာမှမတွေ့လို့နောက်ဆုံးညွန့်တွန့်ပြီးသူ့ရှိကတကိုင်းကိုမဲပြီး ရိုက်ချလိုက်မှအဲ့ဒီသက်ပင်ကပင်စီကလေကျိုးပြီးမိလောင်ထားတဲ့နန်းချောင်းတစ်ခုကိုသူ့တွေ့သွားတယ်။ ်ဟရင်တောင်ချေအားခန့်လိုက်သွားတဲ့အခါအိတ်ပြောင်းနေတဲ့ night view လေးလေးတကောင်ကိုတွေ့လိုက်ရပါတယ်သူ့ရှင်တွေတတိတဲ့ခုံနေတဲ့ကြားကဓမြောင်တက်လက်ကိုစုပ်ကိုင်အနာတို့သွားတော့သူ့ရဲ့လက်ကျိုးဖန်ဂရီဟာထိမှန်တုံ့နှုံခံစားရတဲ့ကောင်ဖြစ်နေလို့ဝမ်းသာပွားတယ်သေးပြီးချင်းပြီးဟန်ပါပါချေတစ်ဖက်ကိုတင်လိုက်တာနဂါလေးကမသိလို့လှုပ်လာတယ်။ဒါဟာသူ့အဖေကိုဂူးစီနိုင်မဲ့အခွင့်အရေးလို့တွေးပြီးဓာတ်နဲ့စိုက်ချဖို့ကြံနေချိန်မှာနဂါလေးရဲ့မျက်လုံးတွေပွင့်ပြီးသူ့ကိုစိုက်ကြည့်လိုက်တော့သူ့ရင်ထဲတမျိုးဖြစ်သွားတယ်။နဂါရဲ့ညွန့်ငယ်တဲ့မျက်နှာလေးကိုသူမတက်ရတော့ ော့ပဲတောင်ကျိုးတွေကပါချက်တောက်ပေးလိုက်တော့ကြော်ကင်းကလွတ်သွားတဲ့ငကားလေးကသူ့ကိုအယူမှုခုံးတယ်ပချက်ဟိန်းတယ်လို့မိနဲ့မှုတ်တဲ့အခါဖြစ်တဲ့ပစံမျိုးနဲ့လေဘူးတွေကိုမှုတ်ပြီးငကားလေးကကောင်းကင်ပေါ်ပြန်ထက်လိုက်တော့ကလားနှလမ်းစာမှာဒီထုတ်ကနေပြန်ပြုတ်ကျသွားပါတော့တယ်ငကားလေးကခိုရင်းဒီရင်နဲ့မြင်ကွင်းကနေပြောက်ွယ်သွားတယ်ညနေချိန်မှာဟိတ်ကပ်အိမ်ပြောင်းရတော့သူ့ဖေးစထရက်ကမအိသေးဒါဖတ်နေအောင်ကြမှာပြောစရာတွေရှိနေကြတယ်မလဖျားလက်ချေရွေးကိုသွားနိုင်ပြီဆိုပြီးသူ့ကြိုက်ဆုံးလက်နက်ကူတော်မှရွေ ပေးနေတယ်။ဒါပေမဲ့ဟစ်ကကငကားတွေကသူမတိုက်ချင်တော့ဘူးလို့ပြောချရတယ်။ဒီတော့ပြောင်းလဲသွားတဲ့သူသားကိုသူသဘောမကျမဲတိုက်ရမိတဲ့ဟစ်ကကတော့သူတို့ကိုဘလို့မှမတတ်နိုင်ဘူးလို့ပြောတော့ဒါဆိုရင်မဲတင်ရမယ်အချိန်ရောက်ပြီလို့ချတိပြတ်အမိတ်ချလိုက်ပါတော့တယ်။နောက်တနေ့ငကားတက်ခဲရေးသင်တန်းနေချင်ရေးကွင်းမှာပတ်စတရနဲ့သူ့အဖွဲ့သားတွေအရင်ဆုံးရောက်လာပြီးဟစ်ကကတော့နောက်ကျပြီးရောက်လာတယ်။ဒါသူ့ရဲ့ပထမဦးဆုံးတွေ့ကြုံသူ့ကိုတွေ့တာနဲ့တခြားသူတွေကအဖေရဲ့ချစ်တုံးလေးလို့လှောင်ပြောင်ကြတယ်။နေချင်ရေးတာဝန်ခံကော့ဘာကစီးမြင့်တွေကိုရှင်း င်းပြတယ်။လက်ကျင်မှာထုစထုတ်လက်သူဟာဒီအလုံးရှင်မှာငကားဆိုးကြီးကိုတတ်ခွင့်ရမယ်လို့ဒါဟာဂုံပြူတဲ့ရိုးရာထလေးဟောက်တော့သူတို့ရင်ဆိုင်ရမယ်တကားမျိုးစားသူကိုရွတ်ပြပြီလေတိုက်ခတ်နေကြတော့ဘာမှမသိမ့်ပေးမင်းတို့လွတ်ထွေမှာပဲသင်ယူရမယ်ဆိုပြီးငကားလောင်ဝဲကိုသာဖွင့်ချလိုက်ပါတယ်။ ်စရာနဲ့ဟိခကဂျမ်းတခုမှပွားပုံးနေတယ်ကောပါကသူ့ကိုတွေ့ပြီးသူများတွေသူအတင်းလိုက်ပြီးတိုက်ခိုင်းတယ်သူတို့နဲ့တွေ့တာက grand girl ဆိုတဲ့ကြောက်တုံးစားတဲ့ကောဝက်ကိုအတန်းပတ်တထားသလိုမျိုးသူပစ္စကနေမီးထွက်တယ် astro ကတော့အပြင်မှာတွန်းကျင်သူတယောက်လိုလှုပ်ရှားပြီးထွေးကြွစွာဥဆောင်နေတယ်နောက်ဆုံးတော့ astro ရဲ့ဟိခကမြောက်ထဲဂျိန်းခဲ့တယ် astro ပြင်းပြင်းထန်ထန်တိုက်ခိုက်နေချိန်ဟိခကကတော့လှန်ကိုယ်တော်ကောင်းကောင်းမလွဲနိုင်ပါဘူးဒီနေ့သင်တဲ့သင်ခန်းစာကနှခါတိုင်းတစ်ခေါက်မကျန်အခွင့်အရာရင်မင်းကိုတတ်လိုက်ပြီဒါပါပဲဟိခကစကတော့ တော့စဉ်းစားမိတယ်။ဘာကြောင့် whole night fury လေးကအခွင့်ရချိန်မှာမကူမတက်တာလဲပေါ့။တပတ်မှလည်းငကားလေးဟာရေကန်ရှိတဲ့ရှုပ်တစ်ခုထဲကနေတနေလုံးပြန်ထွက်ဖို့ကြိုးစားပေမဲ့မအောင်မြင်ပါဘူး။သူပြန်နေပုံကအပြန်သင်းစားငှက်ကလေးငှက်ကလေးတကောင်တရင်တရင်ချစ်နေသလိုလိုသူရုံကမှုကိုကြည့်ရင်ဟိတ်ကကပုံတူဆွဲလိုက်တဲ့အခါငကားလေးရဲ့မိဒစီပိုင်းပြောင်းနေတာကိုသတိထားမိသွားတယ်။ဒါကြောင့်သူမပြတ်နိုင်တာပါလား။ဒီချိန်မှာဟိတ်ကရဲ့ခဲတံကမတော်တဆသစ်ချသွားတယ်။ငကားလေးကအတန်ကူကြားပြီးဟိတ်ကရှိနေတာကိုသိသွားပါ ရွာထဲမှာတော့ကော့ပါကလူငယ်တွေကိုလက်ချည်ရေးတုံးကဘာမှကလေးလို့မင်းနေတယ်။အခန့်ကိုနှောက်ကြလာသူကထုံးစံတိုင်ဟိတ်ကကော့ပါကမျိုးနယ်အုပ်စုတိုင်ရဲ့သူတေနာတွေပါတယ်။ရှီဟောင်းငကားများအကြောင်းစောက်ကိုထုတ်ပေးတယ်။ ။စောက်ကိုလူငယ်တွေစိတ်ဝင်စားတခြားသူတွေထွက်သွားကြတဲ့အခါဟိကတ်ကအက်စပစီသွားပြီးငါတို့အရင်ကအမားတွေမြလူမိတာပါ။နှကားတွေကမကောင်းတာမဟုတ်ပဲငါတို့ကနားလည်မှုလွဲနေတာပါလို့ပြောတော့ဖတ်စတုကချက်ချင်းပဲနှကားတွေကအန်ဒီရဲ့ရှိတာအငင်းပွားစရာမလိုဘူး။ဒါကြောင့်မလို့အင်အားကြီးစိုးအုပ်စုတွေစုပြီးတိုက်ကြတာလို့ပြောတဲ့ပြင်သူကနှကားတွေကိုတမမယ်။သူကသူလဲနာကက်ရဲ့နှကားတက်သူရဲ့ကောင်းလို့ကြီးမန်းထားတာကိုပြောပြပါတယ်။ဒီတော့ဟိကတ်က ဟွန်းမိဟာငါပေတကယ်လူချင်းနဲ့သားသမီးမျိုးပဲဖြစ်လိမ့်မယ်။ဘာမဲ့သူ့မှာတော့အဲ့ဒီစားငါလိုရှုံးမောက်ပဲရှားလိုက်တယ်လို့ပြောမိသွားပါတယ်။ညချင်းကြွားသားတွေအလုံးအိပ်ပျော်နေချင်းဟစ်ကက်ကငကားမတန်းစာအုပ်ကိုစပြီးဖတ်တယ်။ Night Fury ချင်းစာမျက်နှာမှာအချက်လက်တွေဘာမှမရှိသူမြင်ထားတာတွေကစာအုပ်ထက်ပိုပြီးပြည့်စုံနေသေးတယ်။တစ်ဖက်မှာခေါင်းဆောင် Strike ကငကားဖိုင်ရှာပွေးခီးစင်တဲ့ပင်လယ်တဲကိုရောက်နေပါတယ်။ပင်လယ်ပြတဲမှာငကားအုပ်ကြီးရဲ့ခြုံကူတက်ခန့်ဘူးခါရပြီးရင့်ထန်တဲ့ရေဘော်တိုက်ဝဲကြီးတစ်ခုဖြစ်သွားပါတယ်။တစ်ဖက်မှာလည်း ဟိတ်ကကတူတူတင်တဲ့ဖော်တွေကို night fury ကြောင့်မေးတော့ဘသူကမှမသိဒီတစ်ခါသူတို့လေ့ကျင့်ရတဲ့နဂါကကြက်တွေးလိုကြောင့်တွင်းနဲ့ခေါင်းပါဂျူပေါက်နေတဲ့နတ်တာနဂါကျောင်းဝန်းကစူးတွေကိုဖြူကောင်လိုပြစ်လွတ်နိုင်တယ် ဒီနှကားကိုတော့ဝင်းကပလိုအကွဲကာကနေပုံအောင်တက်ခဲ့ဖို့လိကျင်ရတယ်။ Astro ကဟိတ်ကကူနှကားရံကနေလွတ်အောင်ကူးနေတယ်။ဒီကြားတဲ့ဟိတ်ကကဟတ်ထုတ်လဲလို့ Astro ကိုဝင်းတိုင်ပြီးပြီးနှစ်အုပ်သားလုံးထွေလင့်ကျသွားတယ်။ဒေါသထွက်သွားတဲ့ Astro ကလက်နက်ကန်ပြီးနှကားနှကားကိုရိုက်နှက်ပြီးလှောင်ဝင်တဲ့ပြန်သွင်းနိုင်လိုက်တယ်။ဟိတ်ကကူလည်းမကြခဲ့သူ့မိဘတွေတိုက်နေတဲ့စစ်ပွဲကငါတို့စစ်ပွဲဖြစ်လာမှာအလေးနက်ထားဖို့အချိန်တန်ပြီးလို့ကော့ပြစ်လိုက်ပါတယ်။ ညနေချိန်မှာဟိတ်ကက်က Night Fury တို့ငါးရကောက်ယူလာပြီးတောထဲကိုပြန်ဝဲလာတယ်။ Night Fury လည်းကသူ့နားကိုမကပ်သတိနဲ့စောင့်ကြည့်နေတော့သူကဓားကိုပြစ်ချပြီးဘာမှဒုက္ခမပေးဘူးလို့တစ်ချက်ပြလိုက်တယ်။ခီပေချင်းချိကပ်ပြီးငါ့ကိုလှမ်းပေးတဲ့အခါဆဆချင်းငကားလေးမှပွားမရှိလို့ပဲထင်နေတော့ချက်ချင်းပွားတယ်ရုပ်တရက်ထိုးထွက်လာပြီးငါ့ကိုဟတ်ပွားတယ်။ဒီတော့မှဒီငကားပြို့ဟာပြန်ဝင်နိုင်တဲ့ပွားတယ်ရှိတယ်ဆိုတာသိလိုက်ရတယ်။ရုပ်တရက်ကြည့်ရင်ပွားမရှိသလို toothless ဖြစ်နေတာပေါ့။ငကားလေးကငါ့ကိုစားပြီးအာအသင်เสียဟိတ်ကက်စီကို တစ်စီပိုင်းပြန်အံထုတ်ပေးတယ်။မတူတူပြဝေခြင်းတဲ့သဘောလားစတူသားလားဆိုတာသိချင်းနဲ့နင်းတထားမှုဟစ်ကလည်းငါးဆင်းကူအောင်အီးကိုက်ဝါပြလိုက်တယ်။ထားတော်မှဟိုတကောက်သားလေးဟာအတိတ်မျိုးချခိုင်းနေတဲ့ပုံစံပြလို့ဖြစ်ညစ်ပြီးမျိုးချလိုက်မှသူကျဉ်တ်သွားတယ်။အစာစားပြီးခမဲလုံးစီသလိုနှက်ဖို့မြေကြီးကိုမိလို့နဲ့မှုတ် နွေးအောင်လုပ်ပြီးမှနှကားလေးကခွေအိတ်ဖုတ်ကျနေတော်တော်စိန်ဝီချင်းတဲ့အကောင်ပဲဟိတ်ခတ်ကသူ့အိတ်နေတဲ့ပုံကိုပုံသူဆွဲတော်နှကားလေးကသူ့ပြင်နာကိုဝယ်လိုက်တဲ့ဖြင့်ခလန်းလန်းသွားပြီးလေးဆွဲတဲ့ကောင်သူစောက်ထိုးကြီးအိတ်နေတယ်တော်တော်ကလိတက်တဲ့ကောင်ပဲနောက်တော့သူ့မနေတိုင်းဟိတ်ခတ်နောက်နားကလေးလာခိုးကြည့်တော့သူ့ပုံသူဆွဲနေတာကိုတွေ့သွားတဲ့အခါသူကသက်ကိုင်းတကိုင်းကိုကောက်ပြီးအားကြမခံဟိတ်ခတ်ပုံသူကိုပြန်ဆွဲပြရတယ်ဒီအချိန်မှနှကားလေးပျော်ရွှင်နေတာကိုပထမဦးဆုံးချိန်သတိထားမိလိုက်တယ်တခါဟိတ်ခတ်ထသွားပြီးပုံကုန် တော်တဆနင်းပြီးတော့ငကားလေးကမန့်ဖေးတယ်ဒီတော့သူ့ပုံကိုမနှဲစေချင်ဘူးဆိုတာတတိပိနဲ့နားလေလာတယ်သူတို့ကြမှာတကယ့်ကိုယဉ်နိမှုတွေစတင်လာတယ်သူကငကားလေးကိုထိကင်ဖို့လို့တော့ဟိုကမူပြီးနောက်ဆုတ်တယ်နောက်တော့မှငကားလေးကသူကိုယ်တိုင်ခေါင်းထိုးပြီးမိတ်ဆက်လိုက်တယ်။ပါမရှိသလိုထင်ရတဲ့ Night Fury လေးကိုဟိတ်ခတ်ကတုစလတ်လိုအမီပေးလိုက်ပါတယ်။ စခန်းမှာကော့ပါကမိမုံဘေးမှာစစ်ပွဲဇလန်းတွေကြောင့်ပြုတ်ပြပြီးတဲ့နောက်ငကားတိုင်ရှာထွက်ဖို့တဲ့ straight တို့ပြက်လာရင်မင်းတို့တဲကတယောက်ကိုတရားလုံးရှင်မှာငကားတက်ဖို့ကြွေးချယ်ခံရမယ်။ဒါဟာလက်ချီတသားတွေအတွက်ခုံရှင်ကြီးတဲ့အခွင့်အရေးတစ်ခုပဲ။မနဲ့မိုးလင်းချိန်မှာဟိတ်ကကထူးခြားတဲ့ကြိယာတစ်ခုကိုအပြင်းထန်တီထွင်းနေတယ်။ဒီထွက်ချိန်ကိုရောက်တော့သူ့သူငယ်ချင်းသက်တူလက်စီကသူတဲလာတဲ့ငါးပေါင်းစုံကြွေးဖို့ပြင်လိုက်တဲ့အခါတူလက်စကမရှင်ဆန်းကိုကြောက်လန့်လာတွေ့လို့အဝေးကိုလှုပ်ပြလိုက်တယ်။ကျန်တာတွေကိုတော့သူကြိုက်လို့ စာငန်းနေတော့ဟိတ်ခက်ကအမိမှတချမ်းပက်ဖြစ်နေတဲ့လီရက်တောင်ကိုသူ့တီချွေမှုနဲ့အစာထူတက်ဆင်ပေးလိုက်ပါတယ်။ဒါကိုတူလက်သတိထားမိသွားပြီးဒေါသမထွက်ပဲဟိတ်ခက်ကနောက်ကျောပေါ်မှာတင်ပြီးဘိုးဘော်ပြန်တက်သွားတယ်။ဟိတ်ခက်ကပြုတ်မကြအောင်အမိကိုအသေးလေးဖတ်ပြီးလိုက်ရပါဘို့ဟိတ်ခက်အတွက်တော့ဒါဟာမော်ဆန်တဲ့အတွေ့အကြုံပါပဲ။ဒီနေ့လက်ကျေးရေးခွင့်မှာတော့တသားတစ်တဲဟာခေါင်းနှလုံးပါတဲ့စစ်ပက်ဘလက်နှကားနဲ့ရင်ဆိုင်ရတယ်။ခေါင်းတစ်လုံးမိဘပူပုတ်နောက်တစ်လုံးကမိမုတ်တဲ့ကောင်လူငယ်တွေဒီကောင်နဲ့မှတရုတ်ခံ ံနေရတယ်။ဒီချိန်မှာတော့ဗလင်နဲ့မှမတုံးတဲ့ခိတ်ကက်ငကားသက်ခရရတော့မလို့ဖြစ်နေသူအားလုံးကမှင့်သက်သွားချိန်ငကားခေါင်းနှလုံးကနှုတ်ကိုတွန့်သွားတယ်။ခိတ်ကက်ကလည်းရှည်တိုးပြီးလှောင်ရင်တည်းပြန်ဝင်ခိုင်းလိုက်တာစစ်ပဲဖလို့ငကားမွေးလိမ့်မှလို့ပြန်ဝင်သွားပါတယ်။တကယ်တော့ခိတ်ကက်ကမရှိစမ်းကူသူ့အင်ဂျီတဲဖွက်ထားတာပါ။ဒါကြောင့်အဲ့ဒီအနေနဲ့တည်းခုန်တက်ကနောက်တွန့်သွားတာဘသူမှမသိအားလုံးအာတင်သွားပြီးပေါ့ကကဒီကဲဒီလောက်ပဲလို့ကြီးကြီးနက်နက်ပြောလိုက်တယ်။ဒီကြေခိတ်ကက်ကတူလက်စီသွားပြီးသူ့လက်ဘင်းကိုပွတ်တက်မိတာ။အေးပြော 多少对呀？ ဒီတော့နောက်တစ်ချိန်လက်ကျင်ခွဲမှာနတ်ထားနှကားကိုအဲ့ဒီနီးနဲ့ပုတ်လိုက်တာဒီချိန်လေးသူ့အောင်မြင်သွားပြန်တယ်ဒီလိုနဲ့တိလက်စီကလည်းတင်းယူလာတဲ့နီးတွေကိုသုံးပြီးနှကားတွေကိုကြောင်ရည်ထဲပြန်ထည့်နေလိုက်တာအများကသူ့အစွမ်းကိုအားအသင့်ကုန်ကြတယ်အခုဆိုရင်တခြားလူတွေတွေဟိတ်ကတ်ကိုစတင်လက်ခံလာကြပြီဒီလိုနဲ့ဟိတ်ကတ်ကသူ့ရဲ့သစ္စာရှိတူလက်စကီကိုတွားနေတဲ့မှာတော့ဟိတ်ကတ်တော်တဲ့ထွက်သွားတာအက်စထရာမြင်သွားတယ်တူလက်ကိုအပြည့်အဝထိန်းချုပ်လန်ပြီးခြေပန်းခွင့်နေတဲ့နှကားစီသူဖြစ်တဲ့သူတို့နှုတ်ပုံမှန်လေး ေ့ကျင့်နေခဲ့တာအဖဲတရားရနဲ့နောက်ဆုံးမှာတော့နှုတ်ဦးသားဆီယာနဲ့တပည့်သူတသားတယ်ဖြစ်သွားပြီးပြန်တမ်းမှုလေ့ကျင့်ခန်းကြီးအောင်မြင်သွားပါတော့တယ်တကယ်မှာတော့ပင်လည်းပဲခီးထွက်ခဲ့တဲ့စစ်တီတွေအလုံးပြန်ရောက်လာတယ်သူတို့ငကားတက်ကူမတွေ့ကြလို့စစ်ပြက်နေကြတယ်ကော့ဘာက strike ကိုဟိကကကြေးရွာရဲ့လူငယ်တေးကောင်ချင့်နေပြီလို့ပြောယုံနေသားမကကျွန်းသားတို့ကလည်းဟိကဟာငကားတွေကိုရှင်ကြည့်အောင်လုံနိုင်သူဖြစ်မြင်လာကြတယ်ညဘက်မှာ strike ကသူ့သားစီဝူလာပြီးမင်းရဲ့လှုပ်ရချက်ကိုငါသိပြီလို့ပြောလိုက်တော့ဟိကခဏခိုင်သွား Bye. တူလက်စတောင်းတိပြတိသွားပလားလို့သူထင်သွားတယ်သူဖေကလေ့ကျင့်အခွင့်မှာသူစွန့်ရတဲ့ကြောင့်ကိုရည်ညွတ်နေဆိုတာနောက်မှသိငူသူတက်ပြင်းချနိုင်တယ် strike ကတော့သူသားမှာအနာဂတ်စစ်တီကြီးတယောက်ရဲ့အရေးချစ်နေတွေ့လို့တိတ်ပြောနေပါတယ်ဒါကြောင့်တည်သွားတဲ့ဟိကက်ရဲ့မီချက်ဝက်တစားနဲ့ပြုတ်လုထားတဲ့ဥကျတံခေါင်းဆောင်တစ်ခုကိုဟိကက်ကိုလက်ဆောင်ပေးလာတယ်ဒါကိုခုံးဆူစွာဝစ်စင်ပါမင်းမင်းနဲ့နီနီကကနင်းတိုင်းတာမျိုးတဲ့ဒါကတော့ဟိကက်ကအားရဝမ်းသာလက်ခံမိပါတယ်နောက်တနေ့လေ့ကျင့်ရေးခွဲမှာအဂျုစ်ကဟိကက်ကိုနီလ မတွေနဲ့မကစားနဲ့ဒီမှာငါကအစ်စ်မြင်ပုံစိုးပဲလို့သတိပေးသူတို့ငကားနဲ့ရင်ဆိုင်ချင်းမှာ strike နဲ့နှစ်ဆရာမကြီးပါဝင်လူကြီးပိုင်းတွေကတိတန်စောင့်ကြည့်နေကြတယ်ဟိကကသူ့ခေါင်းဆောင်တစ်ကိုစောင်းပြီးတကယ်တမ်းတိုက်တော့တူလက်စီကလေရခဲ့တင်ကန်းစာတူနဲ့ငကားကိုချောလိုက်တာဟိုကောင်အိပ်ပျော်သွားတယ် ်အက်စလုကတော့တိတ်ဒေါသထွက်ပြီးစူညံပောက်ကွက်နေချိန်မှာကျွန်းရဲ့ထုံးစံဆုံးဖြတ်ချက်ပေးမဲ့သူနတ်ဆီယာမာကြီးကဟစ်ကကူအစစ်မြေငကားမုတ်ဆိုးအသစ်ဖြစ်နေရွေးချယ်လိုက်ပါတယ်နောက်တစ်ချိန်ဟစ်ကကကတူလက်စီသွားတဲ့အခါပထုစ်ကရှူရဲကိုဂျိုရောက်နေပြီးအခုဖန်လာဖန်နာတဲ့အကျုံလဲရတယ်ဟစ်ကက်စ်ကသူ့အဖြစ်ကိုရှင်းပြဖို့ကြိုးစားနေတော့တူလက်စီရဲ့ဟိဟောက်တန်ပေါ်ထွက်လာတော့အက်စလုလည်းဟစ်ကက်ကူကတွန်းလဲကာဝယ်လိုက်တယ်ဟစ်ကက်စ်ကပြန်ပြီးဂျာဝယ်တူလက်စ်ကိုနေအောင်လုပ်လိုက်တာမြင်တဲ့အခါအာပလင်ပေါ်ရတယ်ဒီတော့မှတူလက်စ်နဲ့အက်စ ကိုအပြန်အလှန်မိတ်ဆက်ပေးပေမဲ့ address ကတန်တရာတွေဖြစ်နေပြီးထွက်ပြေးတော့ဟိတ်ကနဲ့တူလာလဲတူနောက်ကိုလင်းမြလိုက်ပြီး address ကိုတုတ်ချီအမြင်ဆုံးကြောက်ဆောင်ထိန်နာမှာပြန်တန်းတင်ပေးလိုက်တယ်။ astro ကအောက်ပြုတ်မကြအောင်မနဲ့ခူထားတဲ့ကြားကဒေါသထွက်ပြီးဟိတ်ကကစကန်ဒါရီထိုးနေလို့နေနားထောင်မှာအမှန်တရားကိုသိရမှာလို့ပြောချလိုက်တယ်။ address ကိုတူလက်ရဲ့ကြောပေါ်တက်ခိုင်းလိုက်တယ်။ astro အပေါ်လဲရောက်ရောတူလက်ဟာပြန်တန်းနေမျိုးစုံနဲ့ခက်ချမ်းချမ်းအစွမ်းပြလိုက်တာအစမှာ astro ကြောက်လန့်ပြီးပဲနည်းနည်းကြာ လာတော့သူ့လက်ရှိအကားကိုထိလိုက်တဲ့အခါငကားလေးချက်ချင်းညင်ပြီးအေးချမ်းသာရတဲ့ပြန်တမ်းမှုကိုပြောင်းလိုက်လို့အက်စတိုအန်အားသင်သွားတယ်။လေတဲ့ငကားနဲ့ဒူစီးနေရတာကိုတိုက်တဲ့နက်စတဲကကေဝင်းစလတ်လူတော်ပျော်သွားတယ်။ဒါပေမဲ့ဂျက်နဲ့ရူးစတိုလူလေဟုန်ထဲမှာမနှမ်းလိုက်ကြပါဘူး။ဒီစားမလို့ပြန်ကျုံးရဲ့ရွေးချယ်ခံသူရဲ့ကောင်းအနေနဲ့ဟစ်ကက်တရားဝင်ငကားတက်ရမယ်အချိန်ကိုတော့စိတ်မပြောင်းလိုက်နဲ့လို့ပြောနေတော့သူ့လက်ရှိပြန်တမ်းမှုလမ်းကြောင်းရုတ်တရက်ပြောင်းသွားပြီးညိုထဲကိုတိုးဝင်သွားပါတယ်။သူ့လက်ဘာဖြစ်သွားတယ်ဆိုတာမသိ လိုက်ကြခင်ပါပဲသူတို့ဟာအမျိုးစုံနဲ့နှကားကိုယူတယ်ရုံနေတာအလန့်ကြားတွေ့လိုက်ရတယ်နှကားတွေကသူတို့ကိုရံမလို့ပဲအစားအစာတွေချီပြီးမိတောင်တဲကိုထည့်နေကြတယ်ဒါဟာတမန်နှကားတိုင်းမဟုတ်အီယာမန်နှကားဆိုးပင်ရဲ့စခန်းပါနဂါလူသားတွေဟာသူတို့အားလုံးကိုထိမ့်ချုပ်ထားတဲ့အစွန်းထက်ဆုံးနဂါကြီးကိုအစာကျွေးပြုစုနေကြရမှာရှင်နာစရာကောင်းလာကနဂါတူဝတ်တူကောင်သူကသူအစာဖြစ်နေနဂါဘီရင်ပစတဲ့ရောက်သွားတာကိုပါမြင်လိုက်ရတယ် ဒီနဂါဟာအစာမပေးနိုင်ရဆက်ဒူသားပြန်စားတဲ့နဂါဆိုးကြည့်ပါလားဒါကြောင့်လဲနဂါတွေဟာဒူရီစီကနေသူ့တွေကိုလာလူနေကြတာပါလားဒီတော့သူတို့တူလတ်ကိုနဂါပိုက်ကြီးစီကနေဖတ်ဖို့ချက်ပေးလိုက်ပြီးသူတို့ရဲ့မူလရှူရဲကိုပြန်လာကြတယ်ဒီချက်ကိုလျှို့ဝှက်ထားဖို့နောက်ဆုံးမှာအက်စထရော့ကသဘောတူတဲ့ပြင်နောက်ဆုံးနဂါတပ်ပွဲမှာဟစ်ကက်ကိုကူညီမယ်လို့လည်းပြောတယ်ဒီပြပြခင်အက်စထရော့ကသူ့ကိုပြန်ပေးဆွဲခဲ့တဲ့အတွက်ဆိုပြီးလက်တင်နဲ့ဆက်ကနေထိုးလိုက်ပြီးမြေအရာအလုံးကိုဂျေဇုတင်ပါတယ်ဆိုပြီးအနန္တပွင့်မှာပေးသွား ားဘူးဖြစ်ကကြောင်သွားတယ်။လာရောင်အောင်မှာခက်ရှက်ရှက်နဲ့တွတ်တွတ်လေးထွက်သွားတဲ့အက်စတခုပီတိတွေဖြားပြီးငေးကြည့်နေမိတယ်။ဖာဒနာဖြက်လေးတူလတ်စ်ကသူ့နားလာပြီးအုံမိုးလေးလူမိပြီးဆိုတဲ့အကြည့်နဲ့လာကြည့်လို့ဟိတ်ကအနေရထိုင်ရခတ်ပွားပါလေ။ နောက်နေမှာစထရိုက်ကရွာသားတွေအလုံးကိုစူအုပ်စေပြီးသူ့သားဟိတ်ကက်ကိုအစစ်မြေကမုတ်ဆိုးသက်ဖြစ်နေဂုံပြုတ်ကျညာလိုက်တယ်။တပတ်ခွဲအတွင်းမှာပဲဟိတ်ကက်ဟာသူမျောလင်ထားတဲ့ Forget စစ်သူကြီးဖြစ်လာပြီးဆိုတော့လူတို့ကလည်းထီလီဟာလေအော်ဟိတ်အားပေးကြတယ်။ဟိတ်ကက်ရဲ့နာမည်ကိုကြောကြောအော်ကြတယ်။တက်ခွင်းနဲ့ဝန်ခံနီးမှာဟိတ်ကက်က Actress ကိုမှားတယ်။သူတစ်ခုဖြစ်သွားရင် Toolless ကိုကောက်ွဲပါ။ Astro ကလည်းကျင်သားတဲ့မျိုးလုံးနဲ့ကြည်ပြီးဂရီပေးလိုက်တယ်။အချိန်ရောက်ပါပြီ။ဟိတ်ကက်ငကားနဲ့ရင်ဆိုင်ရတော့ပြီ။ခေါင်းဆောင်တဲ့ဟိတ်ကက်ကတပြောင်းတစ်ချောင်းကို ပဲယူလိုက်လို့အာအသင်သွားကြတယ်ခေါ်ပါစားတကားကိုဖွင့်လိုက်တာနဲ့ဖမ်းမိထားတဲ့တဲကကြောက်စရာအကောင်းဆုံးမိနကားကြီးထွက်လာတယ်နှစ်ဖက်ရန်သူနှုတ်ရင်ဆိုင်တွေ့ကြတဲ့ခါမှာဟိကက်ကငင်းငင်းနေပြီးလက်နက်တွေအားလုံးကိုမြေပေါ်ကိုပစ်ချလိုက်တယ်မင်းကိုဓာကြည့်အောင်ဘလို့ဘူးလို့လည်းပြောလိုက်တဲ့ခါ strike ပေါ်ကနေကြည့်ပြီးဒေါသထွက်သွားတယ်တိုက်ပွဲကိုရက်ဖို့အော်ဟိပြစ်လိုက်တဲ့အတန်ကြောင့်ငိတ်နေတဲ့နကားကြီးတွေးဆိုပြီးလူတွေကိုစတင်တိုက်ခိုက်လာပါတယ်အဝေးကတူလက်စ်ကဟိကက်ရဲ့အကူအညီတောင်းတဝကြားပြီးအရှိန်တီးပြင်းနဲ့ပြေးလာတယ် ်အက်စတိုကဝင်ကူးသလိုစတိုက်ကိုလည်းလဲကွင်းထဲကိုဆင်ပြီးလာကူလိုက်တာအက်စတိုကိုပဲသူပြန်ကန်တိုင်လိုက်တယ်ဟစ်ကက်ကိုတော့ငကားကြီးကသူ့ခြေသေးတယ်ဖိပြီးဖားလိုက်ချိန်မှာတူလတ်အမိုးကတန်စကားတွေကိုမင်းနဲ့တိုက်ပြီးဟိုငကားကိုဝင်လုံးတော့ဒူအိုကြီးသာအားတင်သွားတယ်နိုင်ဖျူရီစွန်းနဲ့တူလတ်ကငကားကြီးကိုလှောင်အိတ်ထဲပြန်ပိတ်မိအောင်လုပ်ပြီးဟစ်ကက်ဆီရဲ့တက်ကိုကဲတင်လိုက်ပါတယ်ဒါပေမဲ့ချီချူးခံရမယ့်အစားဖက်ကင်းတွေကဝိုင်းပြီးထောင်ကျောက်စင်ကဖမ်း တူလတ်ကိုအခြားနဂါတွေနဲ့အတူပိတ်ထားဖို့အမိန်ပေးလိုက်ပါတယ်ဟိတ်ကက်ကသူ့ဖေးစီကိုသွားပြီးတူလတ်ကိုပြန်လုပေးဖို့ပြောပေမဲ့ဒေါ်လာ20နဲ့စပိုက်ကနဂါတွေကမင်းမေချက်ကိုနှုတ်သွားအခုမင်းကိုနဂါတစ်ကောင်ကကဲတင်နေတာကြီးသူယဉ်ကျိုးမှလို့ပြန်ပြောတယ်ဟေကကလည်းငကားဆိုးကြီးကြောင့်သူတို့ဟာအစာလာရှာဆက်ပြန်နေရတဲ့အကြောင်းမိတောင်ကငကားဆိုးတိုင်အကြောင်းတူလကတာငကားတိုင်ကိုရှာပွေခဲ့သူဖြစ်ကြောင်းပြောမိသွားတယ် ဒါပေမဲ့ strike ကိုဘလို့မှဖြောင်းပြမရ။မင်းကအခုကစပြီးမတို့ရဲ့လူမဟုတ်တော့ဘူး။မင်းက fight game လည်းမဟုတ်ဘူး။ငါကတော့မဟုတ်ဘူးလို့ပြောသွားပါတယ်။ဒီလိုကြမ်းတက်တဲ့စကားတွေပြီးမှ strike ကငကားတိုက်စီကို key ထွက်ဖို့မိတ်ပေးလိုက်တယ်။ Dulles ကိုလည်း fantone နဲ့ချီပြီးငကားတိုက်စီလမ်းပြဖြစ်နေခေါ်ပွားကြတယ်။ကျုံမှကြံခဲ့တဲ့ hit cap စိတ်တွေကြီးကြီးကျနေတာတွေ့ရတယ်။ Astral ကသူနှစ်ပေါင်း300အတွင်းမှာငကားကိုမတ်တက်နိုင်တဲ့ပထမဦးဆုံး fight game ။ဒါပေမဲ့ငကားစီးတဲ့ပထမဦးဆုံးလူသားလည်းဖြစ်တယ်လို့ပြောလိုက်တယ်။ဒါပြင် hit cap စနေနဲ့ရာရ ရာကိုကြောက်နေတာထက်တခုခုလှုပ်ဆောင်ဖို့အချိန်ရဝီလို့ပြောလိုက်တော့ဟိတ်ကလည်းရီယူတုတ်တခုခုလှုပ်ဖို့ရှိတယ်လို့ပြောပြီးတနည်းအားဖြတ်ကွာကြပါတယ် ်စထရိုက်ကဒူးလက်တုံ့ပြန်မှုကိုကြည့်ပြီးငကားတိုက်ရှိမဲ့နေရာကိုဝူတီပဲ့ကန်သွားတယ်ဂျွန်မာတော့ဟစ်ကန်နဲ့အက်စတရကဖိုင်ယာစကွတ်လူငယ်တွေကိုစူးစီးပြီးစစ်ကူပေးဖို့တိုင်ပင်တော့အားလုံးကလက်ခံကြတယ်စထရိုက်နဲ့သူ့လူတွေကလည်းငကားတိုက်ရှိရာမိတောင်နာကိုရောက်လာကြပြီးဟစ်ကတ်ကမနက်ကသူ့ငကားသက်ဖို့မလုပ်ရဲခဲ့တဲ့လက်ကြီးကွင်းစီပြန်သွားပြီးအကျန်းဆုံးငကားကိုယင်ကြည့်အောင်လုပ်တခြားငကားတွေကိုလည်းလှုပ်ပေးလိုက်ပြီး Fire Squad ကကလေးတယောက်ကိုငကားတကောင်စီပေးကအုပ်စုလိုက်အဖိုက်စီပြန်တန်း လာကြပါလေ။တစ်ဖက်မှာဘက်ကင်းတွေကမိတောင်နယ်ကိုခွဲဖောက်ဖို့အပြုတ်တွေနဲ့စပစ်လိုက်မှနဂါးတွေအားလုံးလက်ပြီးထွက်ပြေးကြတယ်။တူလက်စ်ကလည်းဖိနဲ့အခြေခံထားရတာလွတ်အောင်ရုံးလို့မရဖြစ်နေတယ်။နောက်ဆုံးမှာတောင်နယ်ပြိုကျပြီးနဂါးစိုးကြီးထွက်လာတယ်။နဂါးတွေရဲ့ဘေးအယ်ဖာဒရဂွန်ကြီးကဖိတွေကိုမိလျံနဲ့ဖျက်ဆီးတယ်။လူတွေကိုနင်းတယ်၊ကိုက်တယ်။ဂျားတွေကတူလက်လည်းရုံးထွက်လို့မရမိတွေကြောင့်ပိတ်မိနေရှာတယ်။ခေါ်ပါနဲ့စတရိုက်ကတော့တခြားသူတွေထွက်ပြေးနိုင်ဖို့အချိန်ဆွဲမယ်လို့ကြံပြီးသူတို့မြောက်ရှိရာမြ များခေါ်လိုက်တာ Alpha Dragon က Strike ကိုချိန်မုံမဲ့အလုံးဟစ်ကက်နဲ့ဖွဲ့တော့ငကားရီစီပြီးဒီထဲကနေအရှိပြင်းပြင်းနဲ့ဝဲရောက်တိုက်ခိုက်ခါကယ်တင်လိုက်တာကို Strike ဗန်အပ်နေပွားတယ်ဟစ်ကက်ဥဆောင်တဲ့လူခဲဖိုက်ကင်းတွေကငကားစီပြီးတိုက်ခိုက်ကြဘူးဟစ်ကက်ကတူလက်စ်ကိုတန်ကျိုးနဲ့ခြေထားတာမြင်တော့အဲ့ဒီမီးလောင်နေတဲ့လှေပေါက်ကိုဆင်းသွားတယ်ဟစ်ကက်ကတူလက်စ်ကိုကယ်မယ်ကျန်တဲ့သူတွေကစပ်တိုက်ကြပေါ့ဒီလိုဝရုံးတော့ကဖြစ်နေတော့ Slow Lock ကငကားကြီးရဲ့ကြောပေါ်ကိုတက်ပြီးမျက်လုံးတွေကိုလိုက်ရိုက်ဖြစ်နေတာသူ့ဖေးစီကဂုံယူတဲ့ကြီး do Ijala Power မြလုံးခဏခဏရိုက်ခတ်နေရတဲ့နဂါးစိုးကြီးမမဲမြင်သမားကိုလိုက်ပြီးရမ်းရှာနေတာတစ်ချက်မှာတူလက်စတိုရှိတယ်။ဖလေကိုရိုက်မိပြီးဖလေပြက်ရင်းနစ်သွားလို့ဟိတ်ခတ်ကရင်ကိုပြီးလိုက်ခဲ့တယ်။ဒါပေမဲ့ကက်တင်နဲ့သူကိုယ်တိုင်ရင်းနစ်သွားတော့မယ့်အချိန် strike ကခုံဆင်းလာပြီးသူ့တောင်းကိုဆွဲတင်တယ်။နောက်တော့ချက်ချင်းပဲတူလက်စ်ပြန်စင်ကဲတူလက်စ်ကနောက်ကျုပ်ကနေလွတ်သွားတာနဲ့ရေထဲကနေပြန်တက်လာပြီး strike ကိုတော့ပြန်ချီလာသေးတယ်။ပြီးတော့သတိရပါတဲ့ဟိတ်ခတ်ကလည်း all call လို့ဟိတ်ခတ်နဲ့တူလက်စ်ပေါ်အမြန်တက်ပြီးတိုက်ပွဲဝင် ဖို့လုတ်ပါတော့တယ်ဒီချိန်ရောက်မှဆရက်ကသူလုတ်ခဲ့မြအရာရာတိုင်းကဟိကက်ကိုကာကွယ်ဖို့ပါတယ်ဟိကက်ကလည်းသူ့ကိုကြည့်ပြီးအခုတော့သူတလက်ပြန်ကာကွယ်မယ်ဆိုတော့ဟိကက်တစ်ဖက်လုံးစောင့်မျှော်နေတဲ့စကားသူ့ဖခင်စီကကြားလိုက်ရတယ်ဘာပဲဖြစ်ဖြစ်မင်းကိုငါသားလို့ခေါ်ရတာအမြဲကုန်းယူပါတယ်တဲ့တစ်ဖက်မှာအက်စထရီရဲ့ငကားရဲ့အမီးဟာအဖာဒရဂွန်ရဲ့ွားချမှာညက်နေလို့အက်စထရီလည်းပစပ်သေးကိုမကြောက်ပြီးကြုံခုံချသွားတာကိုတွေ့လိုက်ရတယ်ပြီးတော့သွားနေဘူးဖြစ်တယ်သူ့ရဲ့ငကားလွမြောက်သွားပြီပဲသူကတော့အန်ဒီရဲ့ တွင်းနဲ့ကတည်းမလွတ်နိုင်။ထာကူဟိတ်ကနဲ့2 less 2ဘင်းတို့ချက်ချင်းပြီးဝင်ခဲ့ကြ။ Astro ကလည်းဘာမှမစင်းစားတော့ပဲပစက်ထဲကလည်းအလုခုံချ2 less ကအဖမ်းမြန်လိုက်လို့ Astro အသက်ချမ်းသာရာကြာပွားပါလေ။ပြီးတော့2 less ကငကားစိုးကြီးစီကိုပြန်တန်းသူ့မီလီယံတွေနဲ့တိုက်ခိုက်တယ်။ထာကူအောက်ကောက်ဖက်ကင်းတွေကမျိုးလုံးဖြူသားတွေနဲ့ဝိုင်းကြည့်နေကြရတယ်။ကောက်ကင်မှာကဘာအံပွဲတိုက်ပွဲကြီးတစ်ခုဖြစ်ပွားနေပြီ။ဟိတ်ကနဲ့2 less 2ကတိမ်တွေထက်ကိုတက်ပြီး Alpha ရဲ့အတောင်ပံတွေကိုပျက်စီးဖို့ဦးတည်တိုက်ခိုက်ကြတယ်။2 less ရဲ့ ဲ့တန်ကွန်ရက်ကိုရောင်အရေးပြောစေတဲ့မီလီယံတွေတဲ့တကားဆိုးကြီးရဲ့အထောင်ပံတစ်ပြေးပြေးပျက်စီးလာတယ်။ဒါပေမဲ့စိတ်လုံးလုံးလုံးဟစ်ကတ်သတိပထားလဲမိချင်ပါတူလက်စီအပီးကသူတက်ပေးထားတဲ့အထောင်တူမီးဆွဲလောင်သွားတယ်။ဒီတော့သူတို့ဒူးသေးကိုတဲ့ဝုံမာရတော့မယ်။ပြန်တန်းနိုင်တဲ့အစွမ်းကတိတ်မကျန်တော့နောက်ဆုံးတစ်ချက်တကားဆိုးကြီးကသူတို့ကိုမီးနဲ့မှုတ်ဖို့အလုပ်ပါစက်ထက်ကိုတူလက်စ်ကဟူအောင်သူ့မီးနဲ့မှုတ်ထုတ်လိုက်လို့အတောင်ပံပျော်စီနေတဲ့နဂါဆိုးကြီးလေရင်ပြတ်ကြသလိုမြေကင်းပေါ်ဦးဆိုင်ပောက်ကွဲထွက်သွားတယ်။ ဒီပောက်ပွဲမှုကြောင့်ဟစ်ကက်ပြုတ်ကျသွားသလိုတူလတ်စ်မှလည်းပြန်တန်းနိုင်စွမ်းမရှိတော့တဲ့ဂျားကမနစ်နာခံပြီးဟစ်ကက်စ်နောက်ကိုတိုးဝင်သွားတာအလုံးတွေးလိုက်ရပါတယ် စစ်ပွဲပြီးစားဆရက်ကသူသားကိုတဲတန်လိုက်ရှာတော့ဒရာပြင်းပြင်းထန်ထန်နဲ့လဲနေတယ်တူလက်စကူပဲတွေ့လိုက်ရလို့စိတ်သက်ကြသွားတယ်သူရဲ့ကောင်းအတွက်ဝူကျွေးဖို့ဂျွာသားတွေတယောက်ပြီးတယောက်ဝိုင်းအိုလာကြချင်းတူလက်စကသူ့တောင်ပန်းကိုလှစ်ပြလိုက်တဲ့အခါဟစ်ကက်ကဖန်ထလာတွေ့လိုက်ကြရတယ်ဒူအူဂျီဝမ်သာတန်တွေပက်တင်ထွက်သွားတယ်စိတ်လှရှားနေတဲ့စထရက်ကလည်းတူလက်စကငါသားသက်ကဲတင်ပေးတဲ့အတွက်ဂျေဇုများကြီးတင်ပါတယ်လို့လီလီနက်နက်ပြောလိုက်ပါတယ် ရန်နေငယ်ကြဒူလတ်ကဟိကရဲ့မျက်နှာကိုရက်လိုက်ချိန်မှာသူတတိပြန်လဲလာတယ်။သူ့အိမ်တဲ့ဒူလတ်ဝင်နေနိုင်တာကိုအားအသင်ရသလိုသူခြေထောက်တစ်ဖက်မှာခြေတုတထားတာကိုလည်းတွေ့လိုက်ရတယ်။ ခြေတုနဲ့ပထမဦးဆုံးအချိန်သူပြင်ထွက်နိုင်မှုကြိုးစားတော့တကားစီကိုရောက်တဲ့အချိန်တူလက်စ်ကကူညီပေးသွားတယ်။ဟစ်ကတကားဖွင့်လိုက်တဲ့အခါအာသင်စရာမြင်ခွင့်ကစီးကျူဒီပါ။ဒွတ်တွေအလုံးပျော်ဝဲရှင်ဘွယ်လို့လူပဲလူသားတွေနဲ့နဂါတွေအထူးတကွအေးချမ်းစွာနေထိုင်နေကြပြီးပြည်လဲတိဆောက်ရေးမှာနဂါတွေကဝင်းခူးနေတာကိုတွေ့လိုက်ရတယ်။သူ့နာစရက်ရောက်လာပြီးဟစ်ကကိုခူးယူစွာပွတ်ဖက်တယ်။အက်စထရလရောက်လာပြီးဟစ်ကကိုအရင်ကတိုင်းလက်သီးနဲ့တစ်ချက်ထိုးပြီးမမက်ဆက်ဆိုင်အနမ်းပေးပြလိုက်တယ်။စရက်ရဲ့ရှိ မှာဆိုတော့ဒါချစ်သူတွေဖြစ်ကြောင်းတရားဝင်နန်းပေါ်ပွဲဖြတ်သူကတော့ toless ခုံဆော့ခုံဆွားလဲထွက်လာတယ်ကော့ဘာကသူ့ဘေးအတွက်လေးရက်တစ်ခု ပြန်လုပေးထားလို့သူပျော်သွားပါတယ်နောက်ဆုံးမှာတော့ခြေတူတစ်ဖက်နဲ့ဟိတ်ကနဲ့လေရက်တူတစ်ဖက်တက်တူလက်စ်တူဟာကောင်းငင်မှာအတူတူပြန်တန်းဘာကျွန်းပေါ်မှာလှပစွာပြန်ဝဲနေကြပါတော့တယ်ကြည်ရှုနားစင်ပြီးတော့အထူးဂျေစုတင်ပါတယ်